ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ငါထက်တဆွမ်းနိုင်သောဘုရားဆိုတဲ့အကောင်းဆုံးနဲ့ခွားပေးသွားမှာဖြစ်ပါတယ်။ရှမသက်ခရုဉ္ဇအခန်း3ပိုက်17ကိုဖတ်ပါမယ်။ငါသည်နောင်တအဖို့အလို့မှာသင်တို့ကိုရည်နှင့်ပရဇံပေး၏။ငါနောက်ကြွလာတော်သူသည်ငါထက်တဆွမ်းနိုင်၏။ငါနောက်ကြွလာတော်သူသည်ငါထက်တဆွမ်းနိုင်၏။ ထိုသူရှင်နေတော်ကိုမျက်ဆောင်ခြင်းကငါမထိုက်ထိုသူသည်တန်ရှင်တော်ဝိညာဉ်နှင့်၎င်းမိနှင့်၎င်းတင်းတို့ကိုဗရဇံပေးမည်ရှင်ယောဟန်ကပြောနေခြင်းဖြစ်တယ်ငါထက်တဆွမ်းနေတော်သူဆိုတော့ကဘယ်သူလဲယေရှုဖခင်ကိုပြောချင်တာဖြစ်တယ်ဒီလိုရှင်ယောဟန်ကသူ့ကိုသူနှိမ့်ချပြီးတော့မှသူအလွန်အောင်မြင်နေပေမဲ့အလွန်အောင်မြင်နေပေမဲ့ ငါထက်ဖျားသခင်ကတတ်ဆွမ်းနိုင်တယ်ဒီလိုမျိုးဟလာဖျားသခင်ကိုပဲဆက်ပြီးယုံကြည်ကိုးစားနေခြင်းဖြစ်ပါတယ်အခုငါလုံနိုင်တာဟာအခုငါအောင်မြင်နေတာဟာငါထက်တတ်ဆွမ်းနိုင်တဲ့ဖျားကြောင့်ဆိုပြီးတော့မှနော်ဖျားသခင်ကိုအောင်မြင်လေတာ၍နှိမ်ချစွာနဲ့ယုံကြည်ကိုးစားလေဖြစ်ပါတယ် ါလေးကိုကျွန်တော်မိပေါင်းထုတ်ပြချင်တာဖြစ်ပါတယ်เนาะဒီနေ့ကျွန်တော်ဟာလေးမှာကျွန်တော်တို့ဟိုအောင်မြင်မှုအနည်းငယ်လေးရလာရင်ကုံမောက်တယ်မောက်ပါတယ်တချို့ကဘာမှအောင်မြင်မှုလည်းမရအောင်စားစရာလည်းမရှိဘူးเนาะငါလုံးမငါစားရဆိုပြီးတော့မှဟာလာဘယ်ဖျားမှလာမကြည့်ဘူးဆိုပြီးတော့မှမောက်မှနေတဲ့လူတွေရှိပါတယ်မိတ်ဆွေတင်ဟာအောင်မြင်တဲ့သူဖြစ်ပါသလားအဲ့တော့ငါထက် တက်ဆွနေတဲ့ဖះရှိတယ်ဆိုတာကိုမမေ့ပါနဲ့ဖះကိုပဲဆက်ပြီးယုံကြည်ကိုးစားပါအကွေးမြမြေဆိုတင်ဟာဒီချိန်မှာအခက်ခဲပြဿနာတစ်ခုခုနဲ့ရင်ဆိုင်နေရပါသလားစိတ်ညစ်အငယ်နေရပါတော့သူဖြစ်ပါသလားအေးစီးပွားရေးမအောင်မြင်လို့လားနော်ကိုခင်မွန်တဲကကိုကိုဟလာပြစ်ထားလို့လားကိုဇနီးတဲကကိုပေါ်မှာတစ္ဆာမရှိလို့လားအိုသားသမီးတွေကအယောက်ရအရွယ်ရောက်လာတဲ့ခါမှာစုံမစကားနားမထောင်ဘူး မထင်မဲ့မပြုတ်နေတော့ကြောင့်ဟာလာစိတ်ညစ်နေရပါသလားဘယ်လိုချင်နေလဲပဲတွေ့တွေ့ဘယ်လိုချင်နေပဲတွေ့တွေ့ငါထက်တဆွနိုင်တဲ့ဖရာဆိုပြီးတော့မှဖရာခင်တဆွနိုင်တယ်ငါမလုံနိုင်တော့ဘူးဒါမဲ့ငါမလုံနိုင်တော့ဖရာလုံပေးနိုင်တယ်ဆိုပြီးတော့ဖရာကိုသာစက်ပြီးယုံကြည်ကိုးစားပါလို့ကျွန်တော်ခေါ်ပေးပါတယ်ခေါ်ပေးပါတယ် အဲ့တော့ဒီယေရမိအခန်းဆက်ခွန်စာပိုက်ခွန်မှာမတွေ့လဲဆိုတော့ထာဝရဖျောက်ကိုးစားတော်သူထာဝရဖျောက်မိမိကိုးစားရအကြောင်းဖြစ်စေတော်သူသည် ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏ထိုသူသည်ကယေရှိသောအရနဲ့ဆက်၍အမြင့်မျက်နှာမှာအပြင်အမြင့်ဖြားသဖြင့်ပူတော်အရှင်ရောက်ကြောင်းကိုမသိအရွယ်မညွန်းနွမ်းမိုးခေါင်တော်ကာလ၌စိုးရင်စရာမရှိဘဲ အစင်မြဲအတိကိုတီးတက်သောအပင်နဲ့တူ၏အဲ့တော့ငါထက်တဆွမ်းနိုင်တဲ့ဖရာဖရာသခင်ကိုငါထက်တဆွမ်းနိုင်တယ်ငါမလုံနိုင်တော့ဘူးဖရာသခင်လုံပေးလိမ့်မယ်ငါလုံနိုင်နေတယ်ဒါပေမဲ့တိထမကဖရာသခင်ကလုံပေးနိုင်တယ်ဆိုပြီးတော့မှဖရာသခင်ကိုဆက်ပြီးဆက်ပြီးတော့မှ တိုးပြီးတိုးပြီးတော့မှယုံကြည်ကိုးစားဖို့ဒီနေ့တိုက်တွန်းခြင်းတယ် ဲ့လိုကိုးစားတော်သူကတော့ကောင်းခြင်းမင်္ဂလာကိုခံအပ်တော်သူတဲ့ဟာခံအပ်တော်သူတဲ့ဟာအဲ့တော့နေပူရှင်ယောက်ချောင်းကိုမတည်ဘူးမပူတော့မဟုတ်နော်ပူပေမဲ့အဲ့ပူတန်ကိုခံနိုင်ရှိတယ်တဲ့ပူချောင်းတော့မတည်ဘူးတဲ့ဟာမတည်ဒီကလေးတွေသူတို့ဘောလုံးကစားတာတို့သူတို့ဝါနာပါတဲ့အလို့တစ်ခုခုလှုပ်တယ်ဆိုရင် ်နေဘလောက်ပဲပူပူဘူးလို့ဘာမှသူတို့မသိဘူးနော်အဲ့သဘောပဲဒီနေ့တင်ဘလောက်ပဲအခက်ခဲတွေ့ပါစေဘလောက်ပဲရှင်ပြိုင်မှုအပြိုင်မှုများပါစေဘလောက်ပဲပင်မမေနော်အေးအဲ့ဒီပင်မချင်းနဲ့ခက်ခဲချင်းတွေကိုတင်တိလိုက်မှာမဟုတ်ဘူးအဲ့လိုပြောချင်တာနော်ပြောချင်တာအဲ့တော့အယောမညုံနွမ်းမိုးခေါင်တော့ကာလာနဲ့စိုးရင်ရမရှိဘူး မိုးခေါင်တော့ကာလမိုးခေါင်တော့တခြားပင်တွေတော့အကုန်လုံးတည်ကုန်မှာပေါ့၆တွက်ကုန်မှာပေါ့အတိပဲတည်နိုင်ပါဘူးလေတော်ရတင်ကတော့ဘုရားသခင်ကိုဟလာကိုးစားရဆိုရင်တော့အစင်မြဲပဲအတိတည်နေတဲ့ဘလောက်ပဲမိုးခေါင်ခေါင်အရွက်စိမ့်လန်းနေတဲ့အပင်ကဲ့သို့ဖြစ်မယ်အချိန်တိုင်းအတိတည်နေမယ်ပြောချင်တာကဟလာအချိန်တိုင်းရင် ိုအဖြစ်သူများတဲ့ကောင်းကြီးအတီးဆိုကိုစားဖို့မဟုတ်နော်သူများစားဖို့ကောင်းကြီးဖြစ်နေမယ်သူလိုပြောချင်တာဖြစ်ပါတယ်အတိဘယ်ကတော့အတိဘယ်ကတော့တင်းအချင်းနေနော်တင်းအချင်းနေဟာလာအခက်ခဲပြဿနာသို့မဟုတ်အောင်မြင်မှုရပ်တန့်နေပြီလားသို့မဟုတ်ဟာလာခုနပြောတဲ့မိသားစုပြဿနာစာဝတ်နေပြဿနာပဝန်းကျင်ပြဿနာအတင်းတော်ပြဿနာဟောအမျိုးမျိုးသောနိုင်ငံစီးရေးစီးပွားရေးပြဿနာအမျိုးစုံအမျိုးစုံဟာ တင်းအခက်တွေ့စေရယ်ဖျားသခင်ငါထက်တဆွမ်းနိုင်တယ်ဆိုပြီးတော့မှဖျားသခင်ကိုစက်ပြီးယုံကြည်ကိုးစားပါဖျားသခင်ကအဲ့ဒီတင်းမတက်ဆွမ်းနိုင်တော့အရာပေါ့နော်မဆပ်ပြီးမှဖြစ်တယ်သူ့အတွက်ခုနပြောအခက်ခဲပြဿနာတွေပြေတယ်ကနောက်မှကျွန်တော်အများနဲ့နော်ကျွန်တော်တို့တရားဟောရင်အများနဲ့ကျွန်တော်ခွာပြတဲ့စကားဖြစ်တယ် ကိုနေတဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆုတောင်းကြပါလို့တကယ်စိတ်ရင်းစေရနာနဲ့ဆုတောင်းပါဘယ်ဖွင့်နိုင်ပါစေတာပါစေနာပါစေမလို့ရဘူးနော်အလုံးဟာကျွန်တော်တို့လူသားတွေပဲကျွန်တော်တို့ရဲ့တိုင်းသူပြည်သားတွေပဲအဲ့တော့တိုင်းပြည်ဘလူနီးနဲ့ပဲတည်ငြိမ်အေးချမ်းဖို့ရပါစေရရင်ပြီးရောအဲ့ဒါကြောင့်တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုဘုရားသခင်ကိုဆုတောင်းပါဘုရားသခင်တတ်နိုင်တယ်ငါ့ထက်တတ်နိုင်တယ်ဆုတောင်းပါ ဲ့လိုဆုတောင်းရင်တန်းပီတည်ငြိမ်အေးချမ်းခြင်းရှိတာကနောက်မှာနော်ရှိခြင်းမရှိခြင်းထက်တင်ကိုယ်တိုင်ကတော့အစဉ်တည်ငြိမ်အေးချမ်းနေမယ်ကျွန်တော်အများကြီးခွာပေးတယ်သူကျွန်တော်ဓမ္မမေဆွေတွေကိုအခုလည်းတိုင်းပဲနေရတော့ပူတာပဲမိုးကတော့ခေါင်နေတာပဲဟုတ်နော်ပြောချင်တာကအချင်းနေဆိုးဝါးမှုကြောင့်ဟာလာရင်ဆိုင်ရလို့တုံးမအချင်းနေကောင်းတာရက်တန့်တုံးမအချင်းတိုက်တိုက်ကောင်းဖို့အတွက် ဘုရားကိုကိုးစားတဲ့အခါမှာနော်ကိုလိုချင်တာတော့ဖြစ်ချင်မှဖြစ်ဦးမယ်နော်နောက်မှလည်းဖြစ်ကောင်းဖြစ်မယ်ဖြစ်လာချင်မှလည်းဖြစ်မယ်တွန့်အောင်တင်ကတော့တင်ရင်အေးချမ်းနေမှဖြစ်ပါတယ်နော်ငြိမ်သက်နေမှဖြစ်ပါတယ်အတီးတီးနဲ့တီးနေမယ်အယူစိမ့်လန်းနေမှဖြစ်တယ်လို့ဒီလိုပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမစ်စွေငါ့ထက်သွန်းနိုင်တဲ့ဘုရားဆိုပြီးတော့မှတင်ကိုကိုတဲ့ဘုရားကို เนาะစိတ်လုံးကျွတ်မဲ့နဲ့ယုံကြည်ပြီးတော့မှအချင်းနဲ့ဘယ်လိုမှရှိရှိဆက်ပြီးကိုးစားနေပါကိုးစားနေပါကိုးစားရင်တော့နော်အချင်းနဲ့ကောင်းလာခြင်းမကောင်းလာခြင်းနောက်ပါထားတင်ကတော့အစင်ပဲအချင်းနဲ့ကောင်းနေမယ်တင်းစင်လုံးကအစင်ပဲတင်းရင်အေးချမ်းနေလိမ့်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်ဖျားသခင်နဲ့တင်းတို့အားလုံးကောင်းချီးပေးပါစေတော့အာမင်